မိတ်ဆွေတို့ရေလူနာတယောက်ကို ပြုစုဆောက်ရှောက်တဲ့အခါအရေးကြီးဆုံးအရာကဘာဖြစ်မလဲ။ဆေးဝါးတွေလားခိမိကရိယာတွေလား။ Florian Nightingale ကတော့လေကောင်းလေတန့်တန်ရှင်းတဲ့ပတ်ဝန်းကျင်နဲ့စိတ်အေးချမ်းမှုကအဓိကအကျဆုံးလို့ဆိုပါတယ်။ဒီအချက်တွေကတဘာဝကုထုံးကိုဘလို့အားပေးလဲလူနာကိုဘလို့တက်တာစီလဲဆိုတာကိုဒီဗီဒီယိုထဲမှာဆက်ပြီးလေ့လာကြည့်ရအောင်။ Florian Nightingale ဆိုတာ၁၉ ယာစုရဲ့အထင်ကရတူနာပြုဆရာမတယောက်ပါ သူ့ရဲ့စာအုပ်တူနာပြုမှတ်စုများ ဟာတူနာပြုလုပ်ငန်းအတွက်တာမကလူတိုင်းအတွက်ပါ အဖိုးတန်တဲ့လမ်းညွှန်ချက်တွေပါဝင်ပါတယ် Florian Nightingale ရဲ့အဆိုအရဒုနာပြုလုပ်ငန်းဆိုတာတဘာဝကုထုံးကိုအကောင်းဆုံးဖြစ်အောင်အထောက်ကူပေးတဲ့အမှုပညာတရက်ပါပဲ။လေကောင်းလေတန့်ရရှိမှုအလင်းရောင်တွေထွေးမှုတန့်ရှင်းမှုတိတ်ဆိတ်ငြိမ်သက်မှုနဲ့ အဟာရပြည့်ဝတဲ့အစားအစာတွေဟာလူနာတယောက်အတွက်မရှိမဖြစ်လိုအပ်တဲ့အခြေအနေတွေပါပဲ။ယောဂဆိုတာခန္ဓာကိုယ်ကသူ့အလိုလို ပြန်လည်ကုစားဖို့ကြိုးစားတဲ့သဘောတဘာဝတစ်ခုပါ။အပြင်အကြောင်းချက်တွေကြောင့်ဒီဖြစ်စဉ်ကိုအနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။လေကောင်းလေတတ်မရတာအလင်းရောင်မရတာနှွေးထွေးမှုမရှိတာဆူညံတာတန့်ရှင်းမှုမရှိတာအာဟာရမပြည့်ဝတာတွေကအဓိကတရားခံတွေပါပဲ စေဝါနဲ့ခွဲစိတ်ကုသမှုတွေကအတားအဆီးတွေကိုဖယ်ရှားပေးနိုင်ပေမဲ့တဘာဝကသာအမှန်တကယ်ကုသပေးတာပါတူနာပြုတယောက်ရဲ့အဓိကတာဝန်ကတော့လူနာကိုတဘာဝကုထုံးအတွက်အကောင်းဆုံးအခြေအနေမှာထားပေးဖို့ပါပဲလေကောင်းလေတန်းကကျမ်းမာရေးအတွက်ပထမဦးစားပေးပါ လူနာအသက်ရှူနေတဲ့လေဟာအပြင်းလေလိုပဲတန်ရှင်းနေဖို့လိုပါတယ်ဒါပေမဲ့လူနာကိုအေးမမိစေဖို့လည်းဂရုစိုက်ရပါမယ် လေဝင်လေထွက်ကောင်းအောင်လုပ်တဲ့အခါလူနာကိုမအေးအောင်ဂယုဆိုက်ရပါမယ်။အိယာခင်းကောင်းကောင်းသုံးပါ၊ရေနွေးအိတ်တွေထားပေးပါ၊မိဖို့သုံးပြီးနွေးထွေးအောင်ထားပေးနိုင်ပါတယ်။ညာဘက်လေကိုကြောက်เสียရမလိုပါဘူး။အပြင်ကတန်ရှင်းတဲ့လေနဲ့အထက်ကညစ်ပတ်တဲ့လေတွေကတစ်ခုကိုရွေးရမယ်ဆိုရင်အပြင်လေကပိုကောင်းပါတယ်။အိတ်တဲ့အခါတည်င်းပေါက်တွေကိုပိတ်ထားခြင်းကဖြားနာခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုပါပဲ။ ကျမ်းမာတဲ့အိမ်တလုံးမှမရှိမဖြစ်လိုအပ်တဲ့အချက်၅ချက်ရှိပါတယ်။လေကောင်းလေတန့်ရေကောင်းရေတန့်ရေစင်းကောင်းမှုမှုတန့်ရှင်းမှုနဲ့အလင်းရောင်တို့ပဲဖြစ်ပါတယ်။ဒီအချက်တွေတဲကတခုခုလိုအပ်နေရင်ဖျားနာမှုကိုဖြစ်စေနိုင်ပါတယ်။အိမ်ဆောက်တဲ့အခါလေဝင်လေထွက်ကိုတိတ်ကယူမဆိုင်ကြပါဘူး။ရေရင်းမြစ်တွေမတန့်ရှင်းတာရေစင်းမကောင်းတာတွေကလည်းအဖြစ်များပါတယ်။ တန်ရှင်းရေးအားနည်းတာအလင်းရောင်မရှိတာတွေကလည်းကျန်းမာရေးကိုထိခိုက်စေပါတယ်။အလင်းရောင်ဟာစိတ်ရောကိုယ်ပါကျန်းမာဖို့အတွက်မရှိမဖြစ်လိုအပ်ပါတယ်။ခီရောက်တဲ့စီမံခန့်ခွဲမှုကမိတ်ဆွေတို့မရှိတဲ့အချိန်မှလည်းလူနာကိုဆက်လက်ကယူဆိုင်ဖို့အရေးကြီးပါတယ်။အခန်းကိုလေဝင်လေထွက်ကောင်းအောင်လုပ်တာတိတ်ဆိတ်အောင်ထိမ့်သိမ့်တာစတာတွေကိုမိတ်ဆွေတို့မရှိတဲ့အချိန်မှလည်းလှုပ်ဆောင်နေဖို့လိုအပ်ပါတယ်။ လူနာတွေဟာတူနာပြုမရှိတဲ့အချိန်မှာလိုအပ်တာတွေလုပ်ပေးမလားဆိုပြီးစိုးရိမ်တက်ကြပါတယ်။မိတ်ဆွေတို့ဘယ်အချိန်မှာပြန်လာမလဲဆိုတာကိုလူနာကိုပြောပြပြီးအဲ့ဒီအချိန်တိုင်းပြန်လာမယ်ဆိုရင် သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေကိုရှင်းချပေးနိုင်ပါတယ်။ဒါဟာကိုလက်လှုပ်ရှားတာထက်ပိုအနည်းငယ်များပါတယ်။ဆူညံတန်တွေနဲ့ရုတ်တရက်အနောက်ရှက်ပေးတာတွေဟာလူနာကို ထိခိုက်စေနိုင်ပါတယ်။ လူနာတယောက်ကတခုခုကိုမျောလင့်နေစေတဲ့ສຸညာတန်မျိုးကအဆိုးဆုံးပါပဲရုတ်တရက်အတန်တွေဒါမှမဟုတ်အိပ်ပျော်နေတော့နှိုးလိုက်တာတွေကလူနာရဲ့အနားယူနိုင်စွမ်းကိုပြပြစေပါတယ်လူနာကိုဘယ်တော့မှမလန့်ပါစေနဲ့အရှိကနေချင့်ကပ်ပါညင်ညင်တတာပြောပါ ရုတ်တရက်လှုပ်ရှားတာတွေဒါမှမဟုတ်နှောက်ရက်တာတွေကိုရှောင်ကျင်ပါသူနာပြုတွေဟာတိတ်တဆိတ်နဲ့ဖြည်းဖြည်းမှန်မှန်လှုပ်ရှားတင်ပါတယ် အဝိစားတန်တွေဖနက်တန်တွေပစ္စည်းတန်တွေနဲ့အလင်းစလိုလှုပ်ဆောင်မှုတွေဟာလူနာကိုစိတ်နှောက်ရှက်ဖြစ်စေပြီးပင်ပန်းနှဲ့နေစေပါတယ်လူနာကိုပုံစံအမျိုးမျိုးနဲ့အယောင်သွေးစုံလင်တဲ့အရာတွေကိုပြသပေးခြင်းကပြန်လည်ကျန်းမာလာစေဖို့အထောက်အကူပြုပါတယ်တခန်းထဲမှာပဲအချိန်ကြာကြီးနေရတာက လူနာရဲ့အာယုံကြောတွေကိုထိခိုက်စေနိုင်ပါတယ်လှပတဲ့အရာတွေပုံစံမျိုးမျိုးနဲ့အယောင်သွေးစုံလင်တာတွေ နေအောင်ကြည်တက်ရရရှိတာတွေကရုပ်ပိုင်းဆိုင်ရာအကျိုးတက်ရောက်မှုရှိပါတယ်။စိတ်ဖိစီးနေတဲ့စိတ်ကိုတက်တာစေပြီးပြန်လဲကျမ်းမာလာစေဖို့အထောက်အကူပြုပါတယ်။တရင်ပေါက်ကနေအလင်းရောင်ရရှိနိုင်တဲ့နေရာမှာလူနာရဲ့အိပ်ယာကိုထားပေးပါ။ရိုးရှင်းတဲ့ပျော်ရွှင်မှုတွေကိုညှင်းပယ်ခြင်းမပြုပါနဲ့။ဥပမာပန်းတွေကလေကိုတန့်စင်စေပြီးအမြင်အာရုံကိုတက်တာစေပါတယ်။ အစားအသောက်ကိုဂရုတစိုက်စောင့်ကြည့်လေ့လာခြင်းကအရေးကြီးဆုံးပါလူနာရဲ့အစာအိမ်ကဘာကိုခြေဖြတ်နိုင်လဲဘာကအာဟာရဖြစ်စေလဲဆိုတာကိုအဓိကထားစဉ်းစားရပါမယ်အဲ့ဒီအကြောင်းကို လူနာရဲ့အစာအိမ်ကသာအဆုံးဖြတ်ပေးနိုင်ပါတယ်အစားအသောက်တွေအများကြီးရှိပေမဲ့လူနာတွေဟာ လုံလောက်တဲ့အာဟာရကိုမရရှိကြပါဘူးဘယ်အချိန်မှဘလို့စားရမလဲဆိုတာကိုဂရုမစိုက်ကြလို့ပါ အားနည်းနေတဲ့လူနာတွေအတွက်အဆိုင်ခဲစားစာတွေမစားနိုင်ခင်မှာအရေးအဟာရတွေကိုနည်းနည်းနဲ့မကြခဏကျွေးပေးဖို့လိုပါတယ်။အထူးသဖြင့်အားနည်းနေတဲ့လူနာတွေအတွက်အချိန်မမှန်အစာကျွေးဖို့ကအသက်နဲ့ဆိုင်ပါတယ်။အိယာခင်းတွေဟာဖျားနာခြင်းရဲ့အကြီးအကျောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။အဖျားတက်တာဟာအဖျားရဲ့လက္ခဏာလို့ရေပူရအဖြစ်ယူဆကြပါတယ်။ဒါပေမဲ့အမှုပေါင်း၁၀ခုမှာ၉ခုကအိယာခင်းကြောင့်ဖြစ်တာများပါတယ် တာမန်အိယာခင်းတွေဟာလူနာရဲ့ချွေးနဲ့အညစ်အကြေးတွေကိုစုပ်ယူထားတတ်ပါတယ်။တန်ရှင်းမှုမရှိတဲ့အိယာခင်းတွေဟာလူနာရဲ့ကျန်းမာရေးကိုထိခိုက်စေပါတယ်။တန်နဲ့ပြုတ်လုထားတဲ့အိယာပါလွားတဲ့မွေးရနဲ့အောက်ခံမပါတဲ့အိယာကအကောင်းဆုံးပါ။အကောင်းဆုံးကတော့အိယာနှလုံးကို အသုံးပြုတာပါ။တလုံးကိုဆက်နှစ်နာရီလေဝင်လေထွက်ကောင်းအောင်ထားပြီးလူနာကကြံတလုံးမှအိပ်ပါ ကိုခန္ဓာတန်ရှင်ရေးဟာလေဝင်လေထွက်ကောင်းတဲ့လောက်အရေးကြီးပါတယ်။အရေပြားမှတစ်ဆင့်အစိတ်တင်ခြင်းဟာပစက်မှတစ်ဆင့်အစိတ်တင်ခြင်းထက်မနည်းပါဘူး။သို့တော့ရင်းဒီနှေးကွေးစွာအလုပ်လုပ်ပါတယ်။ယောဂအများစုမှာအရေပြားရဲ့လှုပ်ဆောင်ချက်ဟာပုံမှန်မဟုတ်တော့ဘဲခန္ဓာကိုယ်ကစွန့်ပစ်ပစ္စည်းတွေကိုဖယ်ရှားဖို့အသုံးပြုပါတယ်။ အဲ့ဒီဆုံးဖြတ်ပစ္စည်းတွေကိုစေကြောခြင်းအဝတ်အစားတန့်ရှင်းရေးလုပ်ခြင်းဖြင့်မဖယ်ရှားဘူးဆိုရင်ပြန်လည်ကျန်းမာလာမှုကိုဟန်တားပါတယ်။ရေနွေးနဲ့ဆက်ပြာကိုတုံးပြီးအရေပြားကိုပုတ်တိုက်ပေးခြင်းဖြင့်ခြေတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ရေကန့်သက်ရှိရင်တောင်တေချာပုတ်တိုက်ပေးခြင်းဖြင့်တန့်ရှင်းမှုကိုရရှိနိုင်ပါတယ်။တူနာပြုတွေဟာလက်ကိုမကြာခဏစေကြောတင်ပါတယ်။မမှန်တဲ့မျောလင်းချက်တွေနဲ့အတုံးမဝင်တဲ့အကြံဉာဏ်တွေကိုရှောင်ကျင်ပါ မိတ်ဆွေတွေကလူနာရဲ့အနေရကိုရှော့တွက်တာဒါမှမဟုတ်ပြန်လဲကောင်းမွန်လာနိုင်ခြေကိုချက်ကားပြောဆိုတာတွေဟာလူနာကိုပိုပင်ပန်းစေပါတယ်။လူနာရဲ့အခြေအနေကိုမသိဘဲနဲ့အစားအသောက်ဆရာဝန်ဒါမှမဟုတ်ကုသမှုတွေအကြောင်းအကြံဉာဏ်ပေးတာတွေဟာမသိလျော်တဲ့အပြင်အနေရလည်းများပါတယ်။အတုံးမဝင်တဲ့အကြံဉာဏ်တွေဒါမှမဟုတ်မမှန်တဲ့မျှော်လင့်ချက်တွေအစားအပြင်ကသတင်းကောင်းတွေဒါမှမဟုတ်ကလေးငယ်ပုံစံတွေကိုမျှဝေပေးခြင်းကလူနာကိုတက်တာစေပြီးပျော်ရွှင်စေနိုင်ပါတယ်။ လိလဆောင်ကြည့်ခြင်းကတူနာပြုတယောက်ရဲ့အရေးကြီးဆုံးကျွမ်းကျင်မှုပါတူနာပြုတွေကိုဘာကိုလိလရမလဲဘလို့လိလရမလဲဘယ်လက္ခဏာတွေကတိုးတက်မှုကိုညွှန်ပြလဲဘယ်လက္ခဏာတွေကဆုပ်ယုပ်မှုကိုညွှန်ပြလဲဘယ်အရာတွေကအရေးကြီးလဲဘယ်အရာတွေကအရေးမကြီးလဲဘယ်အရာတွေကလစ်လျူရှုထားခြင်းရဲ့တသက်အထောက်ထားလဲဆိုတာကိုသင်ပေးဖို့အရေးကြီးပါတယ်တူနာပြုတယောက်ရဲ့တံမိုးဟာတိကျတဲ့လေးလာတွေးရှိချက်တွေနဲ့စီရင်ခံစားရမှာတရှိပါတယ် ဥပမာသူအခြေအနေကောင်းရလာလို့မေးမဲ့အစားသူဘယ်နှနာရီအိတ်လဲလို့တိတိကျကျမေးခြင်းကအတုံးဝင်တဲ့အချက်လက်တွေကိုရရှိစေနိုင်ပါတယ်။အရေးကြီးတာကအချက်လက်တွေကိုစုဆောင်းရုံသာမကအဲ့ဒီအချက်လက်တွေကိုအသုံးပြုပြီးအသက်ကိုကယ်တင်ဖို့နဲ့ကျန်းမာရေးကိုတိုးတက်ကောင်းမွန်အောင်လှုပ်ဆောင်ဖို့ပါပဲ။မိတ်ဆွေတို့ရေဖလောရင်နိုင်တင်ကေးရဲ့အမြင်ရဆိုရင်လူနာကိုပြုစုစောင့်ရှောက်ခြင်းရဲ့အတိတ်ကရည်ရွယ်ချက်ကတဘာဝကုထုံးကိုအကောင်းဆုံးအထောက်အကူဖြစ်စေဖို့ပါပဲ။ ဒါကြောင့်အခန်းတွင်းလေကောင်းလေတန်ရရှိမှုတန်ရှင်းမှုစုညံတန်ကင်းမဲ့မှုအလင်းရောင်ရရှိမှုနဲ့အဟာရပြည့်ဝတဲ့စားစာတွေကိုဂရုတစိုက်စီမံပေးခြင်းဖြင့်လူနာရဲ့ပြန်လည်ကျန်းမာလာမှုကိုအားပေးသင့်ပါတယ်။ဒါရီအလုံးဟာတဘာဝကုထုံးကို အားပေးတဲ့အပြင် လူနာရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါတိုးတက်စေပါတယ်။မိတ်ဆွေတို့လည်းဒီအချက်တွေကိုအသုံးချပြီးမိမိတို့ရဲ့ပတ်ဝန်းကျင်ကိုကျန်းမာရေးနဲ့ညီညွတ်အောင်ဖန်တီးကြဖို့တိုက်တွန်းချင်ပါတယ်။